ဘာတည်လာဆိုတာဘာကိုပြောတာလဲခင်ဗျာဘာဘာတည်လာကျွန်တော်တို့ဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာလူငယ်တိုင်းမှာအခက်ခဲတွေရှိကြတယ်အခက်ခဲတွေကြုံလာတဲ့အချိန်ကြလို့ရှိရင်တချို့တွေကကြတော့ဟို ဘာသာရေးကိုဟိုတိတ်ပြီးတော့ဟိုမဖြစ်ကြဘူးပေါ့နော်ဟိုထိုးခြားကြရလဲရှိဒါပေမဲ့အဓိကကျွန်တော်ပြောချင်တာကတော့ဘာလဲဆိုတော့ဗုဒ္ဓဘာသာလူမျိုးတိုင်းလူမျိုးတိုင်းอ่ะနေတိုင်းဖျားရှိခိုးပြီးတော့အတိတ်ထံမလုံးနိုင်ခဲ့ရင်တော့မှကျွန်တော်တို့၅ဘာသီလာကိုကျွန်တော်တီးဖို့လိုအပ်လိုအပ်ပါတယ်ပြီးွားရင်ကျွန်တော်သီလဆောင်ထိန်နိုင်တဲ့အတတ်နိုင်ဆုံးသီလဆောင်ထိန်နိုင်အောင်၅ဘာသီလာလုံအောင်နေထိုင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီပန်ဒိုရာ message ပေးလာတာပါမဟုတ် ဗီဒီရောယင်ခုံတာတွေရောပျော်တာတွေရောအများကြီးပါပဲစိတ်ထဲမှာဟုတ်ဟိုဒါကျွန်တော်အတွက်သူတော်စီပြီးတဲ့အချိန်မှာပထမဆုံးအာဘောနော်အဲပူကြီးတဲ့ပို့ပြီးတော့တာဝန်ကြီးရဲ့စက်ကောင်အနေနဲ့စတင်ရိုက်ခဲ့ရတဲ့ရုပ်ရှင်လေးပါခင်ဗျာဟုတ်ကျွန်တော်ကကျွန်တော်ဇီကိုအာစတင်ကန်လန်းလာတဲ့စက်ကောင်တွေကိုကျွန်တော်တာဝန်ကြီးခြင်းနဲ့ ဟိုတာဝန်ကျေဖို့အတွက်ကျွန်တော်ဘာပဲလောက်ရလောက်ရကျွန်တော်လုံလုံတယ်ပေါ့နော်လုံဖြစ်အောင်ကျွန်တော်လုံတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တာဝန်ကျေတယ်လို့ဒါကြီးစုသူတွေထုတ်လုပ်သူတွေကအာတတ်မှတ်တာဖြစ်တဲ့အတွက်ကျွန်တော်စိတ်ထဲမှာကျွန်တော်ဟိုရလာတဲ့အခွင့်အရေးကိုကျွန်တော်တာဝန်ကြီးကြီးလေးထမ်းဆောင်နိုင်ခဲ့လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကျွန်တော်ကတော့ဟိုကျွန်တော်ရဲ့စိတ်ထဲမှာနှစ်ခုရှိရခင်ဗျဘယ်လိုလဲဆိုတော့ကျွန်တော်စတင်ရိုက်ကူးမဲ့အချိန်ရိုက်ကူးနေစဲအချိန်ဆိုလို့ရှိရင်ကျွန်တော်တရားဆိုတရား တရာအပြည့်လောက်တယ်ထွက်လာတဲ့အချိန်ကြာလို့ရှိရင်လည်းကျွန်တော်စိတ်ချနေတဲ့ဒါမဲ့ဒီထက်ပိုပြီးတော့ထပ်ကြိုးစားအောင်မယ်အမြဲတမ်းအဲ့ဒါအဲ့ဒါလိုပါပဲအမှန်တရားတွေကတော့အများကြီးပဲပေါ့နော်ရုပ်ရှင်တကာရိုက်တဲ့အချိန်ကြာရင်ကျွန်တော်တို့ဟိုတူတူရိုက်ကူကြတဲ့တရုတ်ဆောင်စီနီယာအကိုတွေအမတွေဒါရိုက်တာတွေအဖွဲ့သားတွေအမှန်တရားတွေကအများကြီးပဲဒါပေမဲ့အဲကျွန်တော်တခုပြန်လာကြကျွန်တော်တို့ဒီကားထဲမှာပါဝင်တဲ့တရုတ်ဆောင်တွေရော အဖွဲ့သားတွေအကုန်လုံးကကျွန်တော်ရှူတင်မှာပင်မန်းကြရတယ်အဲဟိုဘယ်လိုပြောမလဲ ညာ night scene တွေများ horror ကားဆိုတာ night scene တွေများပြင်မညာဒါမဲ့အရန်ပျော်ဖို့ကောင်းတယ် shooting ကကျွန်တော်တို့အဲ့လိုကျွန်တော်တို့ဥမာဒီထဲမှာကိုနေဝင်းတို့ကိုမင်းဖုံမြတ်တို့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့လိုအဲ့လိုတကယ်ညီကိုတွေလိုမျိုးထိပါခင်ပါခင်ပါကြပါတယ်ဟုတ်အဓိကတော့ဥမာကျွန်တော်ကရုပ်ရှင်ကို ိုချစ်တာပေါ့နော်တရေကားမှမဟုတ်ဟော်ရာမှမဟုတ်ဘူးကျွန်တော်ကောမဒီလည်းကျွန်တော်ကြိုက်တယ်ကျွန်တော်ရိုမန့်လည်းကြိုက်တယ်ကျွန်တော်ဒရာမာလည်းကြိုက်တယ်ဒါမဲ့ဒီခေတ်ရဲ့ရည်စည်းကြောင်းအရာဒါရုပ်ရှင်ကြည့်တဲ့ဟိုပေါ့နော်ရုပ်ရှင်ကြည့်ရရုပ်ရှင်ချစ်ကြတဲ့ပရိသတ်တွေရဲ့တောင်းဆိုမှု လူကြည့်များမှု ကားနေမှာတစင်ဟိုဟော်ရာကားတွေများလာတဲ့အချိန်မှာကျွန်တော်တို့လည်းအဲ့လိုခွင့်ရေးလေးပို့ပြီးရလာတာပေါ့အမကျွန်တော်ပထမဆုံးကကျွန်တော်တွေးမိတာကဘာလဲဆိုတော့ကျွန်တော်ရှေးရဇာကားရင်းနဲ့လုံးဝမတူတဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ်ရဲလွင်ဦးဆိုတာလည်းပျောက်ချင်ပါတယ်ဟန်တာဖြစ်ချင်ပါတယ်အဲ့တော့ကြတော့ကျွန်တော်ဟိုဘယ်လိုပြောမလဲစိတ်ကတော့ကျွန်တော်ပြုပြင်ပြောင်းလဲလို့ကျွန်တော်ရတယ်စူးစမ်းပြီးပြုပြင်ပြောင်းလဲလို့ရအမြင်ပေါ့ အမြင်မှာကျွန်တော်ဘယ်လိုလေးလုပ်မလဲဥပမာကျွန်တော်ဟိုသူတော်စီတုန်းကဆိုရင်ကျွန်တော်ဟိုဘယ်လိုပြောမလဲကတုံးတုံးလိုက်တယ်အဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဘွားမှာစပင်းတော့မကောက်ဘူးဗျအခါမှမကောက်ဘူးကျွန်တော်ပုံမှန်ဒီဒီပုံစံလေးတိုင်းပဲကျွန်တော်ထားထားဦးတယ်ဒါပေမဲ့အဓိကအဲ့မှာတော့ငါဟန်တာဖြစ်အောင်ဘယ်လိုလုပ်မလဲမြန်စပင်းပုံစံလက်သေး accessories ဝတ်စားပုံပေါ့နော်ဒါကြကျွန်တော်ဟိုလိုမျိုးကျွန်တော်နိုင်တလောက်လေးပါကျွန်တော်ဟိုလိုမျိုးအများကြီးတတ်တာလည်းကျွန်တော်မဟုတ်ပါဘူးကျွန်တော်ရဲ့စဉ်းစားဉာဏ်ရှိတလောက်လေးအဲကျွန်တော်တွေးတယ်ဒီဇက်ကောင်ပုံမှာ तू ကဘယ်လိုမျိုးသွားပုံနေပုံထိုင်ပုံရှိလဲအဲ စားတော့လဲအဲ့လိုမျိုးလေးကျွန်တော်အမြဲတမ်းတွေးနေတာကျွန်တော်ဇက်ကောင်တကောင်စားရပြီဆိုတော့ဟိုကကျွန်တော်သူသူဘာလုပ်မလဲပဲကျွန်တော်အမြဲတမ်းတွေးရအဲ့တော့ကြာသူရဲ့ပုံစံကိုကျွန်တော်မျက်လုံးထဲမှာအနည်းဆုံးကျွန်တော် ပုံဖော်တယ်အဲ့အတိုင်းဖြစ်အောင်ကျွန်တော်ကြိုးစားပြီးတော့လုပ်တယ်ပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာလူငယ်တိုင်းမှာအခက်ခဲတွေရှိကြတယ်အခက်ခဲတွေကြုံလာတဲ့အချိန်ကြာလို့ရှိရင်တချို့တွေကကြာတော့ဟို ဘာသာရေးကိုဟိုတိတ်ပြီးတော့ဟိုဟာမဖြစ်ကြဘူးပေါ့နော်ဟိုထိုးခြားကြရလည်းရှိဒါပေမဲ့အဓိကကျွန်တော်ပြောချင်တာကတော့ဘာလဲဆိုတော့ဗုဒ္ဓဘာသာလူမျိုးတိုင်းလူမျိုးတိုင်းဟာနေတိုင်းဖျားရှိခိုးပြီးတော့အတိတ်ထံမလုံးနိုင်ခဲ့ရင်တော့မှကျွန်တော်တို့၅ဘာသီလကိုကျွန်တော်တီးဖို့လိုအပ်လိုအပ်ပါတယ်ပြီးတော့ကျွန်တော်သီလဆောင်ထိန်နိုင်တဲ့အတတ်နိုင်ဆုံးသီလဆောင်ထိန်နိုင်အောင်၅ဘာသီလလုံအောင်နေထိုင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီပန်ဒိုရာ message ပေးလာတာပါမဟုတ်အဲမိဘကတော့ကျွန်တော်ကို အများကြီး support လုပ်ပါတယ်အခုလည်းဒီပွဲမှာကျွန်တော်အဖေလာကြည့်ပါတယ်အဲ့တော့ကြတော့ဟိုဘာဖြစ်ဖြစ်ကျွန်တော်တို့ကကြိုးစားဖို့ခွန်အားရရတာပေါ့အာခင်ဗျားလည်းနားမှာရှိဖားရှိနေရရှိတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအဓိကကလေဟိုကျွန်တော်အချစ်တဲ့ကျွန်တော်ယူတဲ့ကျွန်တော်လှုပ်ချင်တဲ့ဒီလှုပ်ဆောင်လှုပ်ကိုကျွန်တော်လှုပ်ခွင့်ရရတယ်မိဘတွေကလည်း support လုပ်ပေးတယ်ကျွန်တော်တို့ပြည်စုံပါတယ်ဟုတ်အဲ့တော့အဓိကဟုတ်ကဲ့ဆွေးကြည့် အားပေးဖို့ဖိတ်ခေါ်ယူပါအောင်ဟုတ်ဟိုဟာကျွန်တော်အခုဟိုဘောနော်ကျွန်တော်ရဲ့ interview လေးကိုကြည့်ရှုနေကြရတယ်ဟိုဘောနော်တဦးတယောက်ချင်းစီရန်ကျွန်တော်မင်္ဂလာပါလို့ကျွန်တော်အရင်ဆုံးနှုတ်ဆက်ပါတယ်အဲကျွန်တော်တို့ဒီ Pandora စကားလေးကကျွန်တော်တို့ဘာသာရေးအသိပညာတွေရောကျွန်တော်တို့ဟိုဘောနော်လူငယ်တွေကြားထဲမှာဖြစ်တတ်တဲ့အခက်အခဲတွေကြုံလာရင်ဘယ်လိုဖြေရှင်းတဲ့အချိန်မှာဘယ်လိုဒုက္ခရောက်တတ်လဲဆိုတာတွေရောပြီးတော့ဟိုဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက ဘာသာရေးအကြောင်းအများကြီးမသိခဲ့တော့မှငါးပါးသီလဆိုတဲ့အရာကိုလက်ကင်ထားတဲ့နယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ကဟို horror အကားလေးအနေနဲ့ကျွန်တော်တို့ presentation လုပ်ပြထားပါတယ် driver ညမင်္ဂလာရဲ့ driver ကိုဒီဒီထက်အောင်ရဲ့ဦးဆောင်ဦးဆောင်မှုနဲ့အတူအမ် Pandora ကိုမျှဝခဲ့ပါတယ် Pandora ဆိုတာဘာလဲပြီးတော့ကျွန်တော်တို့တွေဘလို့တွေဒီຢာထဲမှာထူးမြင့်ဟန်တာလင်းထက်ဘလို့တွေဖြစ်ခဲ့လဲဘလို့တွေဒုက္ခရောက်มาလဲအဲ့ဒါလေးတွေကိုလာရောက်ကြည့်ရှုပေးကြပါလာကြည့်ရဲ့အချိန် ပေးရကြုံနဲ့ဆီရပါလိမ့်မယ်လို့ကျွန်တော်ကျွန်တော်နာမည်နဲ့အာမခံပါတယ်ခင်ဗျာဟုတ်